တစ်ခါတလေကြာတော့လဲဟိုကလည်းဆေးကြောင်းလာလို့ဒီဟိုအောင်တယ်လေပြေကိုယ့်ဘက်ကလည်းမကြော်ရဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေလာတော့မှအခါလေးကအောင်းမရတယ်ကနော်ကျွန်တော်ဒီဂရီဒဇင်ဘူးကိုကုန်းဆွေးခေါ်ပြီးပြန်တော့ခေါ်တော့ရှင်ရဲ့အကြောင်းလေးသူ့ကိုပြောပြပေးမှာအဲ့တော့ဒဇင်ဘူးကဒီဂရီမှာကန်တော့ရဲ့ပတ်သက်ပြီးပြန်ရအောင်လို့ပြောနေတာပဲနော်ဒါပေမဲ့မရဘူး ဟယ်လိုချရမီဘာပီတူညိုကိုမော်ရမာများအလုံးမဲမင်္ဂလာပါ news page channel ကနေပြန်မချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ22ရက်နေ့ကျွန်တော်တို့ super sunday မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေကတော့ဒီနေ့မနေ့မှာဆွန်တော်တော်လရဲ့ body ကနေပြန်မစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမုံချေတက်ခတ်နေခဲ့တဲ့အောင်ပွဲသတင်းတွေရဲ့နောက်ပြီးတော့မှဒီစခွေးဘုံမှာရုတ်ခတ်ရဲပေါ့နော်ချေခွဲလာမဲ့တွေလည်းကြီးစုမှာမို့လို့ဗီဒီယိုကိုကျွန်내သူဆက်ဆုံးကြီးစုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်သတင်းတိုလေးတွေအယုံဆုံးချလိုက်ရအောင်နော်ပထမဆုံးသတင်းတပ်ဖွဲ့အနေနဲ့ကတော့ မကွေးတိုင်းဆလင်းမြို့နယ်တွင်းကိုပတိမုံရွာလမ်းပိုင်းတိုင်းတင်ကားလေးစီးနဲ့စစ်ကြောင်းထွက်လာတဲ့အချမ်းဘက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကတုံးတေဆုံးပြီးတော့မှနဝတ်ရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဇွန်လ14ရက်နေ့ကနေစတင်ပြီးတော့မှဆလင်းမြို့နယ်တွင်းမှာရှိတဲ့ကံပြရွာဘက်ကိုတင်ကားလေးစီးအင်အားနေရာနဲ့ပတိမုံရွာကားလမ်းတိုင်းထိုးစစ်ဆင်စစ်ကြောင်းထိုးဝင်ရလာတဲ့အချမ်းဘက်စစ်ကောင်စီတပ်သားတွေကိုတော်လိုက်တဖို့ဝင်နေတယ်ပြီးတော့မှဂျာဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကဆိုတော့နောက်ညင်တော်မြို့ပြပြောချတဲ့ဖွဲ့နဲ့မြို့ဘူးခရိုင်မှာ၅တရင်တွေကနေပြီးတော့ထောင်ထားတဲ့ မိုင်းကားလုံးကိုနိမိပြီးတော့မှတက်ချက်တဝိုးပေါဝင်စစ်ကောင်စီတပ်သားတဝိုးဖွဲ့ချင်းပြီးတည်ဆုံသွားတယ်လို့ကျွန်တော်တို့သိရပါဖြစ်ပါတယ်။ရှေဦးကတော့ဗောနော်ဒုခိတဘွားနဲ့ရောက်သွားတာပြမခွေပြုတ်ပြင်းနဲ့ထွက်ပြေးသွားကြတယ်လို့လည်းကျွန်တော်တို့နောက်ထပ်ကြားသိရပါဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်ဗန်နီယေရောက်စစ်ကြောင်းလိုက်ကိုကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြမတရင်ရရပြီးချင်းပါပဲဒီမျိုးပြောင်းတိုက်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့အထပ်ပြီးတော့မှကြားသိနေရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ပကိုတန်းရွှေချင်းမြို့နယ်မှာရေခါပို့စစ်ကြောင်းကိုကခင်းယူပေးနေတဲ့စစ်သားတွေတက်ခတ်ခံပြီးတော့မှသုံးဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။သုံးကရန်တော့ကြိုက်ကြတယ်နော်။ရှမ်းရွာကြီးကနေစတင်ပြီးတော့မှတောင်ပေါ်ထိရေခါပို့ကြတာတန်ဆိုင်မင်းလန်းစခန်းဘက်ကိုရေခါပို့စစ်ကြောင်းရဲ့ကခင်းကိုကျွန်တော်တို့ဘက်ကဝင်ပြစ်တာကခင်းကတော့မွန်မန်တပ်ဖို့15ရောက်တော့ရှိမယ်။အဲ့ဒီလမ်းကြောင်းတွေကရွှေချင်းရှမ်းရွာတေချောင်းအင်္ဂနီယုံတိုင်း ကျောက်တန်းတန်စိတ်တုံးတကားကောတာစေဘောဂရာဘေချောဆိုပြမ Red Dragon မိနဂါစစ်ချောင်းကတောင်ရှိသူတူကနေပြမပြောဆိုထားတာဖြစ်ပါတယ်။တိုက်ခိုက်ခဲ့တဲ့စစ်သားတွေနဲ့အဲ့ဒီလမ်းဖိုင်းပေါ်မှာရှိတဲ့အခြားကခဲနေတဲ့ပြမပြန်လည်ပြခတ်မှုရှိပေမဲ့တော်လန်ရဲ့တပ်ဖွဲ့ဝင်တွေရဲ့အထိခက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်သိရပါဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုဆိုရင်ရေခါပို့လိုက်ပါနော်။အခုဆိုရင်စစ်ချောင်းထိုးမှုတွေလှုပ်ဆောင်နေပေမဲ့ ကျွန်တော်တို့တော်လန်ရေးတဖို့နဲ့တွေးနေတဲ့အချိန်မှာဆိုတော့သူတို့ဟာဆိုတော့အကွက်ခွဲပြဲပြဲနဲ့သူပြင်းမှုတွေများစွာကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ဒါတွေတော့ကျွန်တော်တို့ဒီနေ့မနေ့မှာနောက်ဆုံးကြားသေးတဲ့တော်လန်တရေတိုလေးတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြမှာကတော့ဆရာလူမြတ်ကျောင်းအနေနဲ့ပထမကနောက်ရဲစခန်းကိုပြန်ရပြီဆိုပြီးတော့အချောင်ပြောဆိုခဲ့တယ်ပေါ့နော်။တစင်ဦးကိုဘယ်လိုမျိုးဆုမပြောဆိုထားမလဲဆိုတာကျွန်တော်တို့စကြည့်လဲရအောင်နော်။ပြရလေအောင်ဝင်ကန်တော့ဗီဒီယိုကိုအားလုံးကြည့်ကြဖြစ်နေပြီ။ရဲဟိုင်းနေလေနေတနေ့ကို ုံပေါင်းမြောင်များစွာနဲ့ဘုံအလုံးကြီး900လောက်ကျဲချခဲ့တဲ့နေရာမှာစကြံခံတိုက်ပွဲဝင်အောင်မြင်ခဲ့ပြီးတကာလဂုံပြုတ်ချစ်တူတယ်ညမတိုင်းကလုံးတော့ညနေပါလေဒီတိုက်ပွဲတွေဒီအောင်ပွဲတွေကြောင့်စစ်ကောင်စီဘက်ကစစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးနဲ့စစ်ကောင်စီရဲ့စစ်ရေးအုပ်ချုပ်ရေးတောက်တိုင်မှာများထိမ့်လန့်တုံ့နှုတ်ချောက်ချားနေပါလေတပတ်မှာပြင်ဦးလို့အုပ်စုကြီးမပြား ။ဒဇင်ဦးအုပ်စုဒဇင်ဦးအုပ်စုတော့အတိတ်ကအမျိုးဖြစ်သွားတယ်။ဒဇင်ဦးလို့ဆိုရင်ကန်တော့ကိုပြန်ရပါပြီဆိုပြီးတရင်မှာဖြန့်ပြီးတိုင်းနဲ့ဝမ်းချနေတာမျိုးတွေ့ရတယ်။စစ်တပ်ဘက်ကတစ်ခုလုံးမှာကန်တော့တိုက်ပွဲဟာလေးနဲ့အကောက်ပေါင်း200ကျော်လေးလေနဲ့ဘုံပေါင်း900တော့ကျချခဲ့တာတော့လက်လို့ဆုံးရှုံးနိုင်ရတဲ့အတွက်ဖက်စစ်တဲ့လေတဲ့အပေါ်မှာလေစစ်ကောင်စီအတိုင်းဝိုင်းနဲ့တူလောက်ကစစ်တီစစ်သားစစ်ပူအများက မယုံကြည်တော့ဘူးကျွန်တော်တို့ကြားရတွေ့ရတယ်။နောက်ထပ်နောက်ချိုးမှာကြည့်ရခုနရမှာဒီနေ့နေ့ပူပေါင်းတက်တွေနဲ့တိုက်ပွဲဖြစ်နေမှာဆာကဆာနဲ့ဖဆစ်တက်ရဲ့ဒီနေ့နေ့ပူပေါင်းတက်တွေဟာကြည့်ရခုနရနောက်ချိုးမြို့မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီးဖဆစ်တက်ကတော့လက်နက်ကြီးပေါင်းရာနဲ့ချီနဲ့ဒရုန်းတွေနဲ့ဘုံ30နဲ့တလုံးကျဲချခဲ့လို့ဒီနေ့ကဒီပြောပါတယ်။အဲတော့ဇွန်လ20ရက်နေ့မနက်ပိုင်းမှာပိနေကိုညံတော့တိုက်ပွဲဖြစ်နေတယ်။ တရဖို့နဲ့ကံကြီးမှာတိုက်ပွဲဖြစ်တယ်။လက်နက်ကြီးအလုံးနဲ့ဆင်တဲ့ဘုံဆက်တလုံးဒုံးနဲ့ကျဲတယ်။လက်ပံဂုံးနဲ့လိုင်ပွဲကျေးရွာမှာတိုက်ပွဲဖြစ်တယ်။လက်နက်ကြီးလေးနဲ့၆လုံးနဲ့ဘုံ၆လုံးကျဲတယ်။အဲ့ဒီမိုးလွဲပိုင်းမှာပဲဒီနေ့20ရင်းနေမိုးလွဲပိုင်းမှာပဲရွှေသွန်းကျေးရွာမှာတိုက်ပွဲဖြစ်တယ်။လက်နက်ကြီး53လုံးနဲ့ဒုံးစားလုံးနဲ့ဘုံကျဲတယ်။ဓမ္မဆက်ကျေးရွာနဲ့အုံတီမှာလည်းထိတွေ့တိုက်ပွဲဖြစ်တယ်။ရေမောင်းတန်းညောင်တန်းကျေးရွာတိုက်ပွဲဆက်ဖြစ်တယ်။ဆက်ရှိရနေမှာဆိုရင်ညံတော်ရွှေသွန်း လည်းဒီ38လောက်ဖြစ်တယ်ဘုံဆက်ကိုကြည့်တယ်အဲ့တော့မောင်မင်းကြီးတော်တော့ရငလင်းတန်းကြိုက်ရတဲ့ကာလမှာတလအပြည့်ရထားပြီမဲ့စစ်တပ်ဟာတော့ဆက်လက်ဖိုးစစ်ဆင်ရဲရှိတဲ့အတွက်ပြန်လည်ခုကကာဝေးရေးအတွက်ပြင်းပြထန်ထန်တိုက်ပွဲဝင်ရဲ့ရှိပါတယ်နော်ဒါဖြစ်မှာကျွန်တော်ဒီဂရီဒဇင်ဦးကိုကုန်ဆွဲခေါ်ပြီးကန်တော့ကိုခေါ်တော့ရှင်တဲ့အကြောင်းလေးသူ့ကိုပြောပြပေးပါဦးအဲ့တော့ဒဇင်ဦးကတော့ဒီဂရီမှာကန်တော့နဲ့ပတ်သက်ပြီး ်ပြန်ရပါပြီလို့ဘာလို့ပြောနေတာပေါ့ဗျာနော်ဒါပေမဲ့မရဘူး ဒီမှာဆီလူမျိုးချပြောထားသလိုပဲကျွန်တော်တို့ပလဲမျိုးနယ်မှာရှိတဲ့ကန်တော့ရက်စကန်ဆိုတော့ကျွန်တော်တို့ PLA ပူအောင်တက်တွေကနေပြမအပီတိမ့်ပိုက်ထားတာကိုသဇင်းဝနဲ့ပြမပေါ့နော်ပြန်လဲရရှိပြီးဆိုပြမတာလီဂရမ်ကသဆင်ပြောလို့မျိုးဆက်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတွေကြောက်တော့တော်တော်လေးကိုပေါကွက်ပြောဆိုမှုတွေလည်းရှိနေတာဖြစ်ပြမတကယ်လို့ဒါကျွန်တော်တို့သဇင်းဥကိုလေ့ရမိတယ်ဆိုတော့ကျွန်တော်တို့တော်လန်ရဲ့ပေါ်တွေဖန်စီရမိထားတယ်ပေါ့နော်စစ်ကောင်စီတပ်ဖို့နေထားမှာအချင်းချတင်တယ်ဆိုပြမပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်နောက်ချုပ်မျိုးဘက်မှာဆိုတော့စစ်ကောင်စီတပ်ဖို့နေကြာဆုံးမရဆောင်တဲ့ဟုတ်ဆိုရင်တဆ ုတ်ပြေးမှုတွေလည်းများစွာရှိနေတာပြည်ပြမသူတို့ပြောပြောနေတယ်လို့နောက်ချုံမျိုးကဆိုတော့စစ်ကောင်စီရဲ့လက်ထဲမှာကြောက်ဖို့ခုဆိုရင်တော်တော်လေးကိုရခိုင်နှုန်းနည်းနေတာပဲဖြစ်ပါတယ်မြို့ပပြည်သူတွေအနေနဲ့ကျွန်တော်ရှမ်းမြောက်မှာရှိတယ်ပေါ့နော်တော်လန်တဖို့ဝင်ရပူပေါင်းစစ်စွမ်းရည်တွေကိုအတူယူပြီးတော့မှကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့မြေပြန်သားတွေနဲ့တူစီလုံးကြီးရဲဆော်နဲ့တပေါင်းစုတစ်ခုစစ်ဆော်ပြီးတော့မှကျွန်တော်တို့ချင်းချင်း COC စနစ်ကောင်းကောင်းတည်ဆောက်ဖို့လွမ်းနေပြီဆိုတာကိုကျွန်တော်တို့အခုဆိုရင်ကြားနေရတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စစ်ကောင်စီတပ်ရဲ့အောင်စရာစစ်ကြောင်းကိုအမုန်းချနိုင်ခဲ့တဲ့ရမညမူတပ်တော်ကြောင်းရဲ့နောက်ပြီးတော့မှကြောက်ဖြူမျိုးတင်းတပ်ပွဲနောက်ဆုံးချင်းနေနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြတ်ရဲ့ပြောဆိုမှုလည်းကျွန်တော်စစ်ပြီးတော့မှနားထောင်ချင်လဲရအောင်နော်ကြုံတုံးမျိုးကနေပြီးတော့အောင်စရာစစ်ကြောင်းကိုစစ်ကူလာပြီးတဲ့စစ်ကောင်စီလက်အောက်ခံတပ်မ44 55စစ်ကြောင်းကိုရမညမွန်တပ်မတော် RMA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတက်ခတ်ခဲ့ရမှာစစ်ကောင်စီဘက်ကတရင်မှုဘုံမှုပအဝင်10ရောက်လောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးတော့အယောက်30ထက်မနည်းတိတ်ဆုံးခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ် MLA ကဒီကနေ့ထုတ်ပြန်ပါတယ်အဲ့ဒီတိုက်ပွဲဟာပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ခုနှစ်နာရီကျော်ကြာနှစ်ဖက်တီးတွေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီစစ်ကြောင်းဘက်ကနေပြီးတော့လက်နက်ခဲယမ်းတချို့နဲ့စစ်သုံးဆောင်ပစ္စည်းတချို့နဲ့တင်ပတ်ရရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာကြုံတွုံးမြို့ကိုစစ်ကြောင်းထုံးနေတာကြောင့်အနီးတစ်ဝိုက်မှာရှိတဲ့ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကတိုက်တွန်းထားပါတယ် ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးကပြိုက်စိတ်ကကာကင်းစကန်ကိုအရခတ်တက်တော်အေအေနဲ့ပူပေါင်းတက်တွေကတင်ပိုက်လိုက်ပါတယ်ဒီစကန်ဟာရန်ကုန်ကြောက်ဖြူလမ်းမပေါ်မှာရှိတဲ့ဒိုးတန်းတောင်ပေါ်ကအမှတ်32ရဲတပ်ရင်းအတွက်နောက်ဆုံးကာကင်းစကန်ဖြစ်ပါတယ်ပြိုက်စိတ်ကစကန်မှာစစ်တပ်အင်အား400ဝန်းကျင်ရှိပြီးတော့စကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ဝန်းကျင်သေဆုံးတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်သားအရှင်ဖမ်းမိတာ200ကျော်ရှိပြီးတော့လက်နက်ချလို့ဖမ်းမိတာမျိုးပဲစကန်ကြဆုံးသွားတဲ့အတွက်ဖမ်းမိတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်ကြောက်ဖြူမျိုးနဲ့6မိုင်အကွာလောက်ကရဲတပ်ရင်းနဲ့ကာကင်းနေဖြစ်တဲ့လက်ခမော် မင်းတပ်တောင်နဲ့နှမ်းဖဲတောင်ကာကင်းစခန်းတွေကိုအေအေကဆက်လက်သိမ်းပိုက်ပြီးတော့တောင်အောင်မှာရှိတဲ့ပြိုက်စစ်ကေကာကင်းစခန်းကိုဆက်လက်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဒီမှာဦးသိမြပြောထားသလိုပဲကျွန်တော်တို့ခုဆွေးနွေးတော့ပါနော်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အောင်စရာစစ်ကြောင်းကိုမွန်တက်တော်တွေရနေပြီးတော့မှပူပေါင်းပြီးတော့မှမုံချေတိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး 30ရောက်အောင်ဆန္ဒမှာတာပေါ်တော့တာဖြစ်ပြီးမှကျွန်တော်တို့ဘက်ကနေပြီးတော့မှအများပြားအရှင်ဖမ်းမိခဲ့တယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာပွဲချနေတဲ့ပေါ့နော်။ကန်ယူကန်နယ်လေးပါဝင်ကျတဲ့မွန်တပ်တော်တွေကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေကိုအပြီးပြင်းဖြုတ်ချနေတယ်ဆိုတော့လည်းကျွန်တော်တို့တပီတော့မှကြားသိနေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးဆော့မြော်နေကြတဲ့ကြောက်ဖြူမြို့တင်းတပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီရဲ့နောက်ဆုံးပြစိကေကာကင်းစကောင်းကိုအေးဘက်ကနေပြီးတော့လက်ရသိမ့်ရှိထားတာမို့လို့စစ်ကောင်စီတပ်ဖွဲ့တွေရာဆိုတော့အခုဆိုရင်ကျွန်တော်အေးထားမှာအချင်းသားတွေဖြစ်ပြန်လဲဖန်ဆီးချင်းကိုခံရရတာပဲဖြစ်ပါတယ်။ဒါတွေကတော့ဘုံမတွေမပြော ောတယ်ပေါ့နော်ကျွန်တော်တို့တလိုင်းဘက်တော်သားတွေကနေပြီးတော့အောင်ပွဲတွေရယူပေးခဲ့တဲ့နောက်ဆုံးကျွန်တော်တို့မြို့ပပြည်သူတွေအတွက်တရင်ကောင်းလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံတင်ကောင်းဝဲပေါက်ကရုံးကနေပြီးတော့မှဘခုတ်ကိုမြို့နယ်ကပြူစော်ထီတွေကနေပြီးတော့မှ PDF တွေကိုကြောက်နေရတယ်ဆိုတဲ့အကြောင်းကိုပေါက်ကွဲပြီးတော့မှဝင်ခပြောကြားထားတဲ့အားလေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အဲ့တော့မကွေးတိုင်းမှာတို့တွေမရတော့မှမကွေးတိုင်းကိုတို့တွေဖျက်ဆီးလိုက်မယ်မကွေးတိုင်းတဲ့နေရာတွေရွာတွေဘာတွေတို့တွေဖျက်ဆီးလိုက်မယ်အဲ့တော့ ဖြည့်ဆည်းတာကအကြောင်းမယူသခန်းနေဗါလေအကုန်လုံးပေါ့ဗျာဒါပြောရလို့ရှိရင်နော်ခဏတွေ့ကြည့်ဗျာခုဘက်ကဒီဥစဉ်လို့ဆိုလို့ရှိရင်ဒီပခုတ်ကူကနေရိတ်ခါတန်းကအစီးနေရာလောက်ရှိတယ်လူရင်ကတစ်ဖက်ကို900 900 400တာ400ဆိုရင်အင်အားမနေဘူးပဲအဲ့ဒါဥစဉ်တော့အဲ့ဥစဉ်တော့အကံမအနေမကြောဘူးကံမအနေမကြောဘူးဘာကြောင့်မကြောရလဲဥစဉ်လည်းမပြောတတ်ဘူးနော်တကယ်တော့ပေါက်တဲ့ပခုတ်ကူက40နဲ့မှ9မိုင်ပဲกว่าတယ်လေးတယ်နမှာခွန်းနမှာပဲกว่าတယ်เนาะအာဘာကြောင့်မကြော်ရလဲဘာဘာတော့သူလည်းမပြောရတော့ဘူးပြန်နောက်ဆုံးတော့ဟုတ်လားအခါတလေကြတော့လဲ ိုကလည်းဆေးကြောင်းလာလို့ရှိရင်ဟိုအောင်နေလည်းပြေကိုဘက်ကလည်းမကြော်ရဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေလာတော့မှအခါလေးကအောင်းမရတယ်ဗျာနော်အဲ့တော့ဦးဇင်းတို့ကတော့တွားတဲ့အခါမှာတိုက်ရိုက်ခိုက်ရတကယ်ရေချင်းမိတဲ့ဒူတွေဒါဦးဇင်းတို့ကတွားတဲ့နယ်လို့အကြံပြုကျင်တာပေါ့ဗျာနော်ဒီလမ်းကြောင်းတွေမှာဆိုလို့ရှိရင်ကိုဘက်ကသရုံနေပါလေအကုန်လုံးအားလုံးနဲ့အခုဆိုလဲဟုတ်လားသောသောကပြောတဲ့ရွာတွေဆိုလဲစက်ကဘာရောအုပ်စုရွာရောဆိုအများအား PDF တွေရဲ့စုံမှုမှုကိုခံနေရတယ်နော်အမေရဗီရက်တည်းစုံမှုမှုကိုခံနေရတယ်ဒီဘက်ဒီဂျီနန်တို့ဘာလို့အကုန်လုံးဆိုလဲဒီဘက်တည်းကလည်းလှောက်ရှားနေရည်လည်းတွေ့နေရတယ်ဒါနဲ့ထိထိရောက်ရောက်လည်းကိုယ်လူကိုလည်းအေးမယူနိုင်တယ်လို့ဟိုဘက်ကလည်းမချိန်မုန်းနိုင်ဘူး အဲ့တော့တော်မရှိပုံကူများအနေနဲ့ဘာလို့မှလဲလို့ပဲဦးကျွန်တော်မေးရမှာเนาะဘာလို့မှလဲလို့ပဲမေးရမယ်စိုက်နေပြီကเนาะအဲ့တော့ဒီချိန်မှာမှထိထိရောက်ရောက်မချုံုံထိထိရောက်ရောက်မလုပ်ဘူးဆိုရင်တော့ပြောတာတော့ဘောပြားကျွန်တော်ကလည်းဘုန်းကြီးတွေဘာဖြစ်နေတော့เนาะပြည်သူပြည်တဲ့တည်င်းကိုပဲဦးစင်းတော့ကလည်းတင်ရတာပြည်သူပြည်တဲ့ဟာကိုပဲဦးစင်းတော့ကလည်းပြောရတာဗျာเนาะအဲ့ကိုပြောတဲ့ပောက်ကူတော့ခုပြောလိုက်တဲ့အရာတိုင်းကိုဦးစင်းတော့တရားခိုင်တော့အာမခံပါတယ်ဗျာเนาะတရားခိုင်တော့အာမခံပါတယ်မပေါ့အနေနဲ့အဲ့လောက်တော့မှပေါ့နော်အားမရဘူးဆိုတော့ ကိုရန်ရှိတောင်းထိုက်တင်းနေတာပဲဖြစ်တယ်ကျွန်တော်တို့ဗီဒီယိုတွေကိုတက်ဖြတ်မှုတွေလို့ဆောင်းနေပေါ့ဒီကောင်းနေပြီးတော့မှ အားပေးအမြောက်ရှေ့တန်းရင်ပြတော့မှသွားတင်နေတာဖြစ်ဖြစ်မှာကျွန်တော်မျိုးဘပြတွေကနေပြတော့မှလည်းဒီတော်လိုင်းရင်မှာဆိုတော့စကွန်စီတဖို့တွေနဲ့အခုလိုမျိုးမောပါတာအဖွဲစီတွေကိုအမုံကျိတ်ချိန်မုံတက်ခက်ချင်နေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အနေနဲ့မကွေးတိုင်းထဲမှာရှိတဲ့ပြူစောထီးတွေကဆိုတော့တောင်းချမှုတွေရှိလုံးလို့ကိုခိုးဆိုရင်တို့ရဲ့ရေခါလန်းကျောင်းတွေကိုကျွန်တော်တို့ကနေပြတော့မှဖျက်တော့ထားတာပဲဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ကတော့ပြူစောထီးတော်တော်များများဆိုတော့ခုချိန်မှာငါပြတ်နေကြတာဖြစ်ပြတော့မှဒီတို့ရဲ့ဆရာပေါကုံးစီမှာဒီအကြံဉာဏ်တောင်းပြတော့မှပါနော်အခုညီတွေဆက်လက်ရည်ရွယ်နေကြတာပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ပေါကုံးနဲ့ ဲ့ view sorry တွေ ਆ ဆိုတော့ blocking ကပြတ်ပြီးတော့မှကျွန်တော်တော်လန်ရဲဘော်တွေရဲ့ပြည်ထန်ပေးခြင်းကိုခံရရလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့မှကြားသိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ် video တပုတ်အနေနဲ့အဘာသမီးတက်ကုန်းမားကနေပြီးတော့မှကြက်ဖီမြိုတိမ်တိုက်ပွဲမှာအေးအေးတွေအကြဆုံးမှုများနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလင်းပြောစားပြောဆိုထားတဲ့အားလေးတစ်ချက်တော့ကြည့်လိုက်ရအောင်နော်ကြောက်ဖြူတဲ့ရင်လေးရပြီတိလားကြောက်ဖြူတဲ့ရင်လေးရပြီဆိုတော့ပြောပါအောင်နည်းလောက်ပြောမယ်ကြောက်ဖြူမြို့နယ်ပြိုင်စီကိရွာနီးမှာအေးအေးအကျန်းဖက်သမားများက အေးအေးကြမ်းဖက်သမားများမဟုတ်ဘူးတက်မတော်ကအေးအေးကြမ်းဖက်တွေကို drop ဘုံတွေအမြောက်တွေနဲ့တိုက်ခိုက်ချိန်မုံကတိုက်ခိုက်ချိန်မုံကအလူးလဲခံနေရတယ်တဲ့ကြောက်ဖြူကတော့အေးအေးရဲ့တင်းညိုင်းမဲ့ဖြစ်နေပြီတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမှာမဖြစ်တဲ့ညာဖြစ်တယ်ပေါ့တိုက်ပွဲဖြစ်တယ်လက်နဲ့ချတယ်ပေါ့လူငယ်ရ100ရှိရင်90လောက်လက်နဲ့ချတယ်ပေါ့100လောက်ကြတယ်ဒီပုံနေနဲ့တင်တာမြင်ကြတယ်မလားအဲ့ဒါ site ဝါးတွေဖြစ်ပါတယ်ဗမော် KIA ကအဲ့ဒီနည်းတွေနဲ့ပဲတုံးခဲ့တာ ိုင်စေကိတ်ဆိုတာလေအခုချိန်မှာမိုးရင်းဆိုတော့ဘွတ်တင်နဲ့ရေတွေအပြည့်ပါအခုသူတို့ရဲ့ပုံထဲမှာတင်ထားတာကတော့ဆောင်းရင်းတုံးကမြအူးဖက်ကပုံဟောင်းနေနဲ့တွဲပြီးတင်ထားတာပဲဖြစ်ပါတယ်စစ်ကူမပုတ်နိုင်ဘူးလို့လေးကျဲမနေနဲ့တက်မတော်မှာလေးတက်ရှိတယ်နော်အဲရေတက်လည်းရှိသေးတယ်ဘိုးမ channel ကအေယာဝရီဘိုးမ channel ရတာအောင်မှရေတက်တိုက်ရေရင်နေတိုက်တိုက်ရေရင်နေအပြည့်ရှိနေတယ်လို့တင်ထားခဲ့တယ်မလားလိုက်ပြီးရှာဖက်လိုက်ပါဦးကြောက်ဖြူမှာ အင်းအားအများကြီးရှိရတယ်။ညဝရီရေတဲ့ဌာနချုပ်ကြောက်တလုံးဖျားနီးမှာရှိတဲ့ခမရ94နှစ်ဂုံးချိန်ရနီးမှာရှိတဲ့ခမရ943ခတ်လာရ34မြို့အနီးမှာရှိတဲ့အမှတ်32ရဲတဲရင်းနဲ့တောင်မော်ကြီးရေတဲ့ဌာနကွဲဆိုတာရှိသေးတယ်။အဲ့ဒါတွေအကုန်လုံးရှိသေးတယ်။အင်းအားနှမ်းစီလောက်မဟုတ်ဘူး။တိထားဖို့ရစိုက်ဝါးတွေတိတ်မလုံးနဲ့နော်အေးအေးကလေးကျေပြီးတော့14မြို့ကိုတင်ထားတယ်လို့15မြို့ကိုတင်ထားတယ်လို့အေးဟုတ်ပြီရှင်တို့တင်ထားတဲ့ မြို့တွေမှာမရီလုတ်ပေးနိုင်လို့လေလေချလာမချလာတော့မသိဘူးမကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ကြော့ဖြူမျိုးနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေကြားမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ AR Sonos ကောင်စီတပ်ဖွဲ့တွေများပြောင်းလဲကျွန်တော်တို့ခုဆိုရင်လေယာအရှင်ဖမ်းမိရတဲ့တွေလည်းများစွာရှိနေတာဖြစ်တယ်လို့စစ်ကောင်စီဘိုးမတွေကလည်းပြီးတော့မှကြော့ဖြူမျိုးကအခုချိန်ထိရေခဲပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောင်းလဲများစွာပြောလို့ကောင်းနေတော့မှဖြစ်ပါတယ်။မကြခင်မှာသူတို့အနေနဲ့ပေါ့နော်ဒီတက်ပို့ပြီးတော့မှရှစ်ခွဲရမယ့်တရင်တွေလည်းကျွန်တော်တို့ကလည်းပြီးတော့မှချပြပြောဆိုမှုတွေရှိမှာ ဖြစ်လို့ဒီချိန်မှာကလေးကကျွန်တော်တို့ဘက်ကအလီမန်စကူပြောင်းပြီးတော့မှအမြင်မှန်တွေရတဲ့နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ကိုစီကနေပြီးတော့မှဒီသူတို့ရဲ့ PSD network နဲ့ပတ်သက်ပြီးတော့မှထပ်ဖို့စနစ်အကြောင်းကိုကကနနာကျွန်တော်တို့မြင်ပါပြီးတော့တိရှောင်ရှင်းပြပြောဆိုထားတဲ့အရာလေကျွန်တော်တို့စပီရမှာနားထောင်ကြည့်လိုက်ရအောင်နော်အဲ့တော့ဒီမှာတုံးနေနေရတယ်အကုန်လုံးဒါစရင်ပြီးလို့ရှိရင်ဒါကတော့ကျွန်တော်တို့ရုံးခွက်ဝင်းကပြောလို့တိန်း2000လာအဲ3000ဟာဘယ်နေရာ3000လဲဆိုတော့ဒီက3000ငွေအားလုံးကိုလည်းကျွန်တော်တို့က slit နဲ့အလုံးတင်ထားပါတယ်เนาะ ီးလို့ရှိရင်ဒီအနီရတော့ဒါနောက်ဆုံးလက်ကျန်948တက်ကျန်တာပေါ့နော်အဲ့တော့ဒါက၄လပိုင်းနဲ့၅လပိုင်းရှင်းတယ်ပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်ရှင်းတယ်နဲ့ပတ်သက်လို့နားလည်ပြီးထင်ပါတယ်ထဲဝင်တဲ့ဒူတီနဲ့နံပါတ်၁ကိုယ့်ရဲ့ကတ်မှာပုံပါတဲ့အချမ်းကစကန်ကိုဖတ်လိုက်တာနဲ့ကိုထဲတဲ့ငွေစင်းတဲ့ဝင်ဝင်ကိုကိုယ်တိုင်စစ်လို့ရတယ်နံပါတ်၂အနောက်မှာ PSD ရဲ့ P ရဲ့ QR code ပါပါတယ် P အတုကိုမဖြစ်အောင်လို့နော် P အတုတွေပါနေလိန်စားလို့မရဘူးကတ်ထွက်ပြီးသားလူမှန်များကတ်မှာ P QR စကန်ဖတ်လိုက်တာနဲ့ P ကိုရောက်ကြမှာ နောက်တစ်ခုကတ်အတုထုတ်လာမယ်ဆိုရင်တော့မှ psd.network.org ဆိုတဲ့ website ကိုဒါရိုက်ရအောင်ကျွန်တော်လုပ်ပေးထားပါတယ်အဲ့တော့ဒီဟာတွေအားလုံးကိုကျွန်တော်မကျင်ညာတာ psd တုံးလာလောက်ရှိပြီနော်ရှင်းရှင်းပြောရရင်တော့ကျွန်တော်ကိုတော်တော်ကိုပုတ်ကတ်လုပ်ပြီးတော့ထုတ်ချေထားတဲ့အရာရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့တော်တော်ကိုခက်ခက်ခဲခဲလုပ်ပါတယ်ဒါပေမဲ့ဒီနေရာမှာရင်နာဖို့ကောင်းတာကတိုင်းတပ်ဖွဲ့တွေကလည်းသူတို့တိုင်ရင်တစ်ခုတည်းကိုပုံမှန်ထောက်ပံ့နေတဲ့ထောက်ပို့တာသူတို့ရဲ့ထောက်ပို့တက်ပါတယ်ကျွန်တော်တို့ကြတော့တိုင်းနယ်ပြည်နယ်14ခုမျှပြီးတော့တွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုဘယ်တိုင်းတပ်ဖွဲ့ကမှ သူတို့ကထောက်ဖို့လို့မတတ်မှတ်တာဘူးเนาะကျွန်တော်တို့အတွက်ကာပါဆိုလို့လေဘုရင်ကပြောသလို AMG ကလည်းဘာမှကျွန်တော်တို့ပေးထားနိုင်တာမဟုတ်ဘူးအဲ့တော့တိုင်းပြည်အတွက်အထောက်တနေရနေစုံပြီးတော့ကျွန်တော်တို့ကလုပ်နေရတာအဲ့တော့နောက်ဆုံးအကျိတ်လုံနိုင်တဲ့အစွမ်းချိတလောက်တော့ကျွန်တော်လုပ်ရမယ်ကျွန်တော်လုပ်နေတဲ့အလုပ်ဒီကျွန်တော်ကိုယ်တို့အတွက်တပြားတစ်ချက်မှမပါဘူးเนาะပတိဗျာဒီကလာမှာတလောက်လုံနိုင်တယ်ဆိုတော့အဲ့တော့ကျွန်တော်နဲ့အတူเนาะတိုင်းပြည်အတွက်စနစ်တကျလုံနိုင်တယ်ဆိုခင်ဗျားတို့မန်ပါဝင်လို့ရတယ်မန်ပါဝင်တဲ့အဆင့်ကနေပို့လုတ်ချင်တယ်ဆိုရင်ဥဆောင်တဲ့နေရာမှာလာပြီးကိုစီရေကျွန်တော်နဲ့ပူးပေါင်းမယ်လုံလို့ရတယ် အန္တရာယ်ရှိတယ်အကျိုးမြတ်ကဘာရီရမယ်ဆိုရင်အန္တရာယ်ရှိတယ်ဖိုင်းလည်းဖိုင်းကန်တည်တယ်မတော်လို့ဖိုင်းကန်တည်တယ်စစ်ကောင်စီလည်းထည့်နေထည့်ကန်တည်တယ်နော်လူမျိုးလုံးကြံကန်တည်နေလုံးကြံကန်တည်နေနော်ပြီးလို့ရှိရင်အခက်မတင်အိတ်ပါဆိုင်ကဘာဖြစ်လို့လဲအရှင်းမကျွန်တော်ပြောခဲ့တယ်ဒီဝင်လာတဲ့ဝင်ငွေတွေအားလုံးစိတ်ရင်းဟောရုံးပွဲကန်တာဟွကျွန်တော်ကဘန်ငွေကိုကန်တာဘာဘိုးလို့ပြီးရော့အင်ထွက်လိုက်ညာဘိုးလို့ပြီးရော့အင်ထွက်လိုက်စရင်နိုင်ကိုကျွန်တော်က10မျိုးကုန်ထိုင်း9မျိုးလောက်ပဲပြန်ပေးတယ်တန်းတဲ့9မျိုးကျွန်တော်ဖိုက်ပါအဲ့ဒါ YouTube ကဝင်ငွေရှိနေတဲ့အတွက်တော်သေးတာ နော် YouTube ကဝင်ဝင်မရှိလို့ရှိရင်ကိုလည်းတပြားမစားရဘဲနဲ့ site ကြီးကပတ်စံမရှိလက်ကားတက်တဲ့စောက်ပြက်တယ်မတက်ဘူးကျွန်တော်ကအဲ့လိုမျိုးဒါကြုံလို့ပြောပြတယ်နော်အဲ့တော့ရတဲ့အကျိုးမြတ်တွေကတော့ခင်ဗျားတို့မြင်တဲ့အတိုင်းပဲလှုပ်ချင်တဲ့တူတွေအားလုံးဖိတ်ကုန်တယ်ဒီကာလကကျွန်တော်တို့တိုင်းပြည်အတွက်အလုတ်တွဲပြုစုပွင့်ရမယ်အကောင်းဆုံးကာလပဲဖြစ်တယ်ကျွန်တော်တို့တွေစနစ်နဲ့တွောင်းနိုင်မှလိုရာခရီးကိုရောက်မယ်ကျွန်တော်တို့ပေါင်းမြင်မယ် တော့ဘာပဲလုပ်လို့ကျွန်တော်တို့ဒီစနစ်ရှိအောင်လို့ဝင်တိစားပေးပါဒီရွေချက်နဲ့ကျွန်တော်တို့ကြားတာပါ PRF လက် PRF တက်တက်ရှိပါတယ်ဒါပေမဲ့ကျွန်တော်လုပ်ထားတဲ့ PSD ကြတော့ PRF ကိုအပြိုင်မဟုတ်ဘူးထိုင်းမှာရှိတဲ့အင်အားစုတွေအတွက်လုံနိုင်တဲ့ကျွန်တော်တို့စူးစမ်းပြီးတိစားပေးထားတာဖြစ်တဲ့အတွက်တကယ်တမ်းပြည်တွေအကျိုးရှိအောင်ဝိုင်းလို့ရှင်တယ်ဆိုတဲ့တက်တည်ပညာရှင်ရှိလို့ရှင်တယ်ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီစနစ်ကိုငါတို့လွှဲပေးပါငါတို့ဥဆောင်ပြီးဆက်လုပ်မယ်ဒီထက်ကောင်းအောင်ဆက်လုပ်မယ်ဒါမှမဟုတ်မင်းလည်းပိုင်ပိုင်ပေးဆိုတဲ့ပါပေးမယ်နော်ဖြစ်နိုင်တာကတော့ကျွန်တော်ဖြစ်ချင်တဲ့စံနာကတော့ဒီထက်ကြီးပွားအောင်အင်အားကောင်းအောင်ကျွန်တော်တို့တိုင်းပြည်အတွက်နော် ပို့ပြီးတော့အလုပ်ကျွေးပြုနိုင်အောင်ဖြစ်စေချင်ပါတယ်ဒါတစ်ခုတည်းတော့ကျွန်တော်ရည်ရွယ်ချက်ပါကိုစီရတော့ပါနော်သူတို့ရဲ့ဒီ PSD network အစနစ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကိုအခြေသွင်းရှင်းပြပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေကိုကျွန်တော်တို့အနေနဲ့ချိန်မတက်ခဲ့တဲ့နေရာမှာအဓိကထောက်ပို့စနစ်ရဆိုတော့ထိုင်းနိုင်ငံဘက်ကနေလာတာပဲပြီးတော့မှကျွန်တော်တို့ ိုစီရိုးဖွဲ့ဆိုလဲစစ်စစ်နဲ့တရားနဲ့ပေါ့နော်ကျွန်တော်တို့မြန်မာပြည်တို့မှာရှိတဲ့တော်လန်တပ်ဖွဲ့ဝင်တွေစီမှာကျွန်တော်တို့ကိုကြီးထောက်ပံ့မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ကြည်ကြံပြက်မြဝပြည်သူတွေဘက်ကနေပြန်လာကိုတန်းတဲ့ဘက်ကနေပြန်တော့မှာတရောင်းတနေရတဲ့ဖြစ်ဖြစ်ကိုကြီးပေါပေါပုံပြချဖို့လွှမ်းနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရဆိုရင်ကျွန်တော်တို့ပြည်သူတွေဘက်မှာနေ့စဉ်ရက်ဆက်ဘုံကျက်တိုက်ခတ်မှုတွေလက်နေကြီးတွေနဲ့ပြစ်ခတ်မှုတွေလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေနေ့စဉ်နဲ့မြောက်ပေါ့နော်အနည်းဆုံးတရားဝတော့ တည်ဆုံးမှုတွေဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ဒါတွေကျွန်တော်တို့အနေနဲ့အမျက်ဆုံးဆုံးတန်းနိုင်ဖို့ဆိုတော့ကျွန်တော်တို့မြို့ပပြည်သူတွေအနေနဲ့ကိုယ့်ရဲ့ဒီချွေးနှဲစာလေးတွေကိုစုဆောင်ပြီးတော့မှ Fisher Anderson တော်လိုင်းရဲ့စနစ်မှာကိုကြီးထောက်ပံ့တာတွေဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒီတော်လိုင်းမှာကိုယ်တိုင်လှူရှာတာပဲဖြစ်ဖြစ်ပေါ့နော်။တန်းနိုင်တဲ့တရောင်းတနေရနေပြီးတော့မှ ပူအောင်ပေါင်ရဲ့နဲ့ကျွန်တော်တို့ဒီဖက်ဆက်အာနာရှင်မြောက်လိုင်းတို့လူသစုတွေကိုအများဆုံးဖြိုချနိုင်ဖို့လွတ်နေပြီဆိုတဲ့အကြောင်းထပ်လောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှတ်ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချက်နဲ့နေ့တလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်။